ကျမကလည်းကျောင်းဆရာမတစ်ယောက်ပါကျမကျောင်းဆရာမဖြစ်18နှစ်တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်ကျောင်းဆရာမလေးဘွားကနေပြီးတော့မှကျမကဆာရေးဆရာဖြစ်ပြီးအလုပ်ကထွက်လိုက်တာနော်ကျမစပြီးတော့တာဝန်ထမ်းဆောင်ခဲ့တုန်းကဒီလိုမြို့နီးရွာနီးမဟုတ်ဘူးရှင်ကျမထမ်းဆောင်တဲ့ခုနှစ်ကလေးကိုလည်းကျမကဘယ်တော့မှမမေ့ဘူးကျမကျောင်းဆရာမစဖြစ်တဲ့ခုနှစ်အဲ့ဒီခုနှစ်ကကျမတို့တိုင်းပြည်ကြီးမှာ အရေးအခင်းလို့ခေါ်တဲ့1988အရေးတော်ပုံကလာကြီးကျမကိုကြောင်းဆရာမဖြစ်ခံထားလိုက်တယ်ဘဲကိုခံထားလိုက်တယ်လဲဆိုတော့မြို့ပြမဟုတ်ဘူးမန္တလေးကနေဟိုးမြောက်ဘက်ကိုထွက်တော့မတရားဆိုတဲ့မြို့ရှိတယ်သိပါတယ်ရှင့်เนาะဒီပိဋကကြီးအဲ့ဒီမန္တလေးနဲ့မတရားကိုစုံကြီးဆန်ကြီးနဲ့ကူးနေတဲ့မိယထာမန္တလေးမတရားမိယထာခောက်တူယထာရှိအဲ့ဒီယထာလံပေးက ရွာလေးတရွာမှာကျမကဆင်းရင်ပြီးနောက်ထပ်နှစ်နာရီလောက်ချီချင်းရှောက်နော်လေကွင်းတွေချာလမ်းမရှိဘူးလေခွက်တွေချာကသူ့ပေါ်ခြင်းသလိုပေါ်နေတယ်လမ်းကိုဆမ်းပြီးတော့နှစ်နာရီလောက်ရှောက်သွားမှအဲ့ဒီလေကွင်းတွေချာတဲ့ကအင်ဂျင်80 80လောက်ရှိတယ်အင်မတန်မှဆင်းရဲတဲ့ရွာလေးကိုကျမကကြောင်းဆရာမဖြစ်စပြီးတာဝန်ကျအဲ့ဒီအလုတ်ခန်းစာလေးကိုကြိုက်ပြီးကျမမရရပညာရေးမှုယုံကိုသွားတဲ့အခါမှာအဲ့ဒီခန်းစာထဲမှာဆရာမတွေခန့်လိုက်တာအယောက်၄50 ဒါပေမဲ့အဲ့အယောက်၄90တဲ့ဆယ်ယောက်လောက်ပဲရောက်လာခဲ့နော်ဂျိလက်တော်ရွာတွေမှာတာဝန်မထမ်းဆောင်နိုင်ကျမတို့ကတော့ဒါတွေမသိဘူးဒါတွေမသိခဲ့နော်အိုးကိုတာဝန်ကြတဲ့နေရာကိုသွားမယ်ဆိုပြီးတော့ကျမသွားတော့ပညာရေးမှူးကြီးရဲ့ကျမကိုလမ်းညွှန်လိုက်ပါဆရာမဒီကနေ့မရီဟာကနေသွားလို့ရှင်တော့ဆရာမဝေးတယ်နောက်တနေ့ဆိုရင်မန္တလေးကနေဆရာမယထာကြီးနဲ့လိုက်ခဲ့မန္တလေးဘူတာကြီးကနေမနေ့9နာရီထွက်တယ်ယထာကြီးနဲ့လိုက်လာပြီလို့ရှိရင်အဲ့ဒီကပဲ့ဆိုတဲ့ဘူတာကိုဆင်းရတဲ့ဆရာမ မန္တလေးကနေပြီးတော့မြောက်ဘက်ကိုထွက်လိုက်တော့ကျမတို့တောင်ပြုံးမင်းကြီးနောင်စံမြန်းတဲ့တောင်ပြုံးနတ်နန်းတီရှိရာတောင်ပြုံးရွာရှိပါအဲ့ဒီတောင်ပြုံးရွာမှာယထာကရက်နောက်တဘူတာကျတော့လွန်တောင်းဘူတာအဲ့ဒီလွန်တောင်းဘူတာတောင်ပြုံးမင်းကြီးနောင်ကိုဖမ်းတဲ့အခါမှာကျိုးနဲ့တုတ်ဖို့နော်လွန်ကျိုးတောင်းလို့လွန်ကျိုးထုတ်ပေးတဲ့ရွာကိုလွန်တောင်းရွာဝင်းရင်တုတ်ထုတ်ပေးတဲ့ရွာကိုဝင်းရင်တုတ်ရွာဆိုတာတကယ်လဲအဲ့ဒီရွာနာမည်တွေလည်းရှိတယ်ရှင့် အဲ့ဒီလွန်တောင်းတဲ့ဝင်းရင်တုတ်ရွာ200ကြားထဲမှာကပဲ့ဆိုတဲ့ဘုရားလေးရှိဆရာမအဲ့ဒီကပဲ့ဆိုတဲ့ဘုရားလေးကိုဆင်းပြီးရင်ဆရာမတာဝန်ကြားတဲ့ရွာလေးကိုမေးမြန်ပြီးသွားပေါ်တဲ့ဘုရားရောက်ရင်ကျမနောက်တဲ့နေ့ကျတော့မန္တလေးကနေလိုက်လိုက်ကပဲ့ဘုရားလေးကိုကျမဆင်းတယ်ကျမတစ်ခါမှလည်းမရောက်ဘူးတဲ့နည်းနော်ကျမတစ်ခါမှလည်းမရောက်ဘူးတဲ့နည်းကျမကမေးပြီးမြန်ပြီးသွားတော့အိုးကျမရှောက်လိုက်ရတာနှစ်နာရီလောက်ရွာကလေးကိုရောက်သွားတော့စာတင်ကျောင်းလေးကိုမြင်လိုက်ရတော့ကျမတော်တော်စိတ်တက်ကြသွားဘာဖြစ်လို့လဲဖုန်ကြီးကျောင်းလေးထဲမှာ နော်ဘုန်းကြီးကပေးတဲ့နေရာလေးမှာတွဲပြီးဖွင့်ထားတဲ့ဝကမိုးထရံကမြေဆိုင်ကြောင်းလေးဝကမိုးထရံကဆိုလို့ဝကကအမိုးလည်းမရှိတော့အောက်ကကာထားတဲ့ထရံကလည်းအောက်ခြေတွေကအကုန်ပြတ်တကြကျမတို့ရွာကျောင်းနော်ကျောင်းသားတွေလာလားမလာလားဗရင်ဘောက်ကနေကြည့်စရာမလိုငုံကြည့်လိုက်ခြေတော့တွေလှမ်းစစ်လိုက်လို့ရကျောင်းသားတွေရှိလားမရှိလားနော်ခြေတော့ကိုဆေးရတဲ့ကျောင်းအဲ့ဒီကျောင်းလေးမှာကျမတာဝန်ကြတော့မိုးရွာရင်နော်ထီလေးဆောက်ပြီးတင်ရတယ် နေပူရင်နေပူတဲ့နေရာကိုထီလေးကိုကွယ်ပြီးတော့အဲ့ဒီလိုတင်ခဲ့ရတဲ့ကြောင်းကလေးပေါ့နော်ရောက်သွားပြီးတော့ကျမဒီထက်စိတ်ဓာတ်ကျသွားတာဘာလဲဆိုတော့မူလာတန်းကျောင်းလို့တာပြောတာလေးတန်းကျောင်းသားတယောက်မှမရှိသုံးတန်းကျောင်းသားကသုံးယောက်ပဲရှိနှစ်တန်းကသုံးတန်းထက်များတယ်တန်းတန်းကနှစ်တန်းထက်နည်းနည်းများတယ်အများဆုံးကတော့သူငယ်တန်းပဲနော်သူငယ်တန်းမှာတော့တရွာလုံးမှာရှိသမျှကလေးတွေကိုသူငယ်တန်းမှာလာပြီးထည့်ထားကြတယ် ဆရာမတွေကိုကလေးထိန်ခိုင်းတာပေါ့ရှင်နော်နှုတ်ဆုပ်ကလေးတွေရောနော်ချီးသမျှကလေးတွေကသူငယ်သားမှာပြဲဆိုကလေးတွေကငိုလိုက်ကလေးကြီးတွေကဒီကလေးတွေကိုပွေပြီးတော့လဲတဲ့လိုက်ရတယ်မိဘတွေကကောက်ဆိုင်နေကြမအေးတွေကမအေးတွေရှိတဲ့နေရာကိုဒီကလေးတွေပွေပြီးနှုတ်တိုက်လိုက်ပြီးနှုတ်တိုက်ပြီးတော့တချို့ပြားမလာတော့ဒီလိုနဲ့ပြန်မလာပြန်မလာနဲ့ညနေဆောင်တော့ကျမစာတင်ရတဲ့ကြောင်းလေးထဲမှာကြောင်းသားဥယျ20တောင်မပြည့်တော့ဒါကတနည်းမှုလည်းမဟုတ်ဒီတော့ကျမကလည်းအသက်20ကျော် နော်တက်20ကျော်အစိတ်တောင်မရှိသေးဘူးကျောင်းဆရာမလေးနော်မန်ကလေးကလည်းရှိတာပေါ့ငါဟဲ့ကျောင်းဆရာမဆိုတော့မန်လေးနဲ့ကျမကအမိတ်ထုတ်တယ်ရှင်ဒီကနေ့ကစပြီးရင်နော်မင်းတို့ဟောဒီလို့စုပ်ကလေးတွေကျောင်းခေါ်လာတဲ့သူဆရာမကရိုက်ခေါ်မလာခဲ့နဲ့ကျောင်းမှာအပ်ထားတဲ့နော်ကျောင်းမှာစရင်ဝင်တဲ့လူကလွဲပြီးရင်ကလေးထိမ့်ဖို့ကလေးတွေကျောင်းခေါ်မလာရဆိုပြီးကျမကအမိတ်ထုတ်လိုက် ကျမအမိတ်ထုတ်တာဘလောက်ကောင်းတယ်လဲဆိုတော့နောက်တနေ့ကစပြီးတော့သူငယ်တန်းတယောက်မှမလာတော့သူငယ်တန်းနေရာတွေကအကုန်ဟောင်းလောင်းဖြစ်သွားတယ်။တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်တစ်ပတ်လည်းမဟုတ်နှစ်ပတ်လည်းမဟုတ်ဆိုတော့ကျမကြောင်းဆရာမမတာဝန်ရှိပြီ။ဘာဖြစ်လို့လဲကျမကအမိတ်ထုတ်လိုက်မိတာ ਉ နော်မိတ်ထုတ်လိုက်မိတယ်။နို့ဆိုကလေးခေါ်မလာရဆိုတော့ကျွတ်တူမလာဘူးဗျာဆိုမလာချဘူးရှင့်။အဲ့တော့ကျမကရွာထဲကိုလိုက်သွားရတယ်။လိုက်သွားပြီးတော့သူငယ်တန်းရှိတဲ့အိမ်လေးကိုတအိမ်တဆင်းကျမကလိုက်ပြီးပြန်စီယုံရတယ်။ အတော်ရဲ့အတော်သားကိုကြောင်းထည့်လိုက်ပါနော်အတော်အတော်သမီးကိုကြောင်းထည့်ပါရှင်သူငယ်နားခလေးကကြောင်းပြတ်တာမကောင်းဘူးတော်ရဲ့ကျမကလိုက်ချော့ထဲ့တော့ကြောင်းသားမိဘတယောက်ကကျမကိုပြောလိုက်တဲ့စကားကျမဘယ်တော့မှမမေ့သူကဘယ်လိုပြောလိုက်လဲဆိုတော့ဆ iam မဒီလိုဆိုလို့ရှိရင်ဆ iam မဇိုးမျိုးခံနိုင်ပါမလားဟာကျမကြောင်းဆ iam မလေးတော်ကြောင်းဆ iam မလေးကျမကဒီကလေးတွေရဲ့ဇိုးမျိုးကိုကျမဘယ်လိုခံရမှာပါလဲဘယ်လိုဇိုးမျိုးပါလဲကျမကစဉ်းစားတယ် ကျွန်မတိတ်ပြီးမစင်စားလိုက်ရပါဘူးပေါ်လာတယ်ဩလက်ဆက်တတ်တော့ကျွန်မတို့ခလေးတွေကိုဆရာမကူထိန်ရင်ចောင်းသားတွေចောင်းထဲ့မယ်ကူမထိန်ရင်တော့ကျွတ်တို့ကပညာရေးအရေးမကြီးဘူးកောက်ဆိုင်မှာထမင်းစားရတာကျွတ်တို့မထဲ့နိုင်ဘူးလို့ကျွန်မကိုဒီလိုအရေးဆိုလိုက်တာဆိုတာကျွန်မကသိလိုက်တယ်ရှင့်အဲ့တော့ကျမကဘာပြန်ပြောရလဲဆိုတော့ဩဟုတ်ကဲ့ပါအတော်ရဲ့ကျမဇိုးမျိုးခံမမယ်ခလေးတွေကိုလည်းထည့်လိုက်ပါကျမကူထိမ့်ပါမယ်ဆိုပြီးကျမကကိုယ့်အကူဥပဒေထုတ်ပြီးကိုယ့်အကူပြန်ချော့ပြီးတော့ဒီခလေးတွေကိုကြောက်နေရအောင်ပြန်သွင်းရတယ် တကယ်လဲကလေးတွေကပြဲဆိုငူပြီးဆိုရင်ဟဲ့ဘသူကလေးတို့ចောင်းသားကြီးတယောက်တော်တော်လဲတဲ့တော့အမေကိုမက်စီကိုလိုက်ပြီးနှုတ်တိုက်ပြီးရင်ပြန်လာတော့မင်းကလေးကိုဆ iam နန်လာတိတ်တာဆ iam ထိပေးမယ်မင်းကစာရေးစာချက်ကျမကဟောဒီလက်တစ်ဖက်ကကလေးတွေကိုရက်ခတ်ပြီးဒီလက်တစ်ဖက်ကကျမမြေပြူကိုင်းပြီးသင်ခဲ့ရတဲ့ကလေးထိခဲ့တဲ့ဆ iam နော်ရွာချောင်းလေးတွေမှာကျမတို့မှာရွေးချယ်စရာမရှိဘူးရှင်ចောင်းသားတွေလာဖို့ကျမတို့ကဒီလိုပဲစီယုံခဲ့ရထားတော့ကျမက ဒီကလေးတွေကိုနော်ထိရင်ပြူရင်းနဲ့သူကသူခိုးချောင်ခိုးဝဲထိနေရတယ်ကျွန်မအမိတ်ထုတ်ကောင်းလိုက်တာကိုကတော့ကူထိရတဲ့ဘဝရောက်သွားတာပေါ့နော်ဒါဒီလိုနဲ့စခန်းသွားခဲ့ကြတယ်ကျောင်းခေါ်ကြိတ်မနေ့မိုးလင်းပြီဆိုလို့ရှိရင်ကျွန်မကအတန်းကျောင်းသားတွေကိုကျောင်းခေါ်ရတယ်နော်အတန်းနက်စ်ခေါ်ရတယ်ဆရာဆရာမတွေကကျွန်မကနာမည်ခေါ်တယ်နော်မောင်တင်မောင်ထွန်းခေါ်တယ်ကျောင်းသားတယောက်မှမထဘောမောင်တင်မောင်ထွန်းမလာလို့နေမှာပဲပေါ့ကျွန်မက absent မောင်အောင်ကျော်ဆိုးခေါ်လိုက်တယ်မထဘူးရှင် absent ယောက်ျားလေးတွေခေါ်လိုက်တာတယောက်မှဟာဘသူမှလည်းမထူဘူးကဲမိန်းကလေးတွေပဲငါလှဲ့ခေါ်ကြည့်အောင်ကျမခေါ်တယ်တင်တင်ဝင်းဘသူမှမထပပလင်းဘသူမှမလှုပ်အဲ့တော့ကျမတစုံတရာမှားနေပြီဆိုတော့ကျမသိလိုက်တယ် ဲ့တော့ကျမကအေးသူတို့ကိုကြောက်နာမယ်ခေါ်မယ်စာတယောက်ချင်းကိုနာမည်မေးကြည့်မယ်ဆိုကျမကတယောက်ချင်းကိုကဲတာမတရားတနာမယ်ဘယ်သူတို့လက်ပိုက်ပြီးဖြစ်ရဲ့ကျွန်တော်နာမည်ချက်စုဆရာမဟုတ်တယ်သူချက်ကလှမ်းကြည့်လိုက်တော့စူးနေတာနောက်တယောက်ကျွန်တော်နာမည်နသီးဆရာမသူနားကိုလှမ်းကြည့်တော့နားမှာအသီးကြီးနဲ့နော်ကဲနောက်တယောက်မင်းနာမည်ဘယ်သူတို့မဲတူဆရာမအိုးသူ့ရဲ့မဲတဲ့လူကျမတစ်ခါမှမတွေ့ဘူး မိန်းကလေးတွေလည်းဒီလိုပဲကဲတမိနာမည်ဘယ်သူတို့ပြောသမှာတမိနာမည်သေးတာဆရာမတကယ်ကိုတေးသေးလေးမျက်နှာလေးကလူရအကြီးကြီးနော်ကဲနောက်တစ်ယောက်တမိနာမည်ဂျုံမဆရာမကဲနောက်တစ်ယောက်ဘုတ်ဆုံဆရာမနော်ဒီအတန်းနဲ့ကစာအုပ်ထဲက register ထဲကသူတို့ကြောက်ရထားတဲ့နာမည်တယောက်မှကျမရှာမတွေ့ဒီတော့ကျမကမေးကြည့်တော့မှသူတို့ကသူတို့ကြောက်နာမည်တောင်မသိရှာတဲ့ရွာကလေး နော်သူတို့ရဲ့ကြောင်းနာမည်ကဘသူဘေးဝါဆိုတာတော့မသိဘူးငငယ်ငယ်တဲ့အိမ်ကအလွယ်ခေါ်တဲ့နာမည်တွေကိုပဲတရွာလုံးကသိတယ်တငယ်ချင်းချင်းချင်းလဲဒီနာမည်ပဲသိကိုယ့်နာမည်တော့ကိုမသိဘူးဆိုတော့အဲ့တော့ကျမကလည်းဟေးမောင်ထွန်းမောင်ထွန်းဆာလာပြကဲပပလင်းစာဆိုစမ်းလို့ကျမလုံးလို့မရမဲတူမတရက်နော်ပုချစ်မတရက်ဘုတ်ဆုံမမတရက်ကျမကိုယ်တိုင်ကလည်းပဲအဲ့ဒီသူတို့ရဲ့အိမ်နာမည်တွေကိုခေါ်တဲ့ဆရာမအလိုလိုဖြစ်သွားတယ်နော်ကျောင်းလေးရက် ဲ့ဒီမြေဆိုင်ចောင်းလေးထဲမှာဟောဒီစာအုပ်ထဲမှာចောင်းသားစင်းင်းက180လောက်ရှိဒါပေမဲ့နေတိုင်းနေတိုင်းចောင်းလာတက်တဲ့ចောင်းသား90တောင်မပြည့်เนาะအဲ့တော့ကျမကနေတိုင်းနေတဲ့ចောင်းပြက်တွေများနေတဲ့ခါကျတော့ကျမကចောင်းអုပ်ဆံမကြီးကိုទွားပြီးတိုင်တယ်เนาะចောင်းဆံမကြီးကိုទွားတိုင်တယ်ဆိုတော့ပြည့်တက်ကြီးတော့အောင်းမိလိမ့်မဆံမကြီးយងငန်းနဲ့ទွားတာလားဘယ်လိုက်ទွားတာတော့အောင်းမိလိမ့်ဘယ်လိုက်ទွားတာတော့ဆိုကျမလေထဲကိုလိုက်ទွားဘာဖြစ်လို့လဲဆံမကြီးကိုယ်တိုင်កောက်ဆိုင်နေเนาะ ကျောင်းအုပ်ဆရာမကြီးတွေမစားလောက်ဘူးရွာเจ้าမှာသူ့ရှိတဲ့လယ်လေးမှာဆရာမကြီးရဲ့လယ်သူကိုယ်တိုင်ကောက်ဆိုင်နေရကျွန်မကလယ်ထဲကိုခမကလေးဆောင်းပြီးလိုက်သွားတော့ကျွန်မကိုမြင်တော့ဆရာမကြီးကနော်ကောက်ဆိုင်နေရှာတာကောက်ဆိုင်နေရနေပြီကစင်းမော်ကိုတက်လာဆရာမဘာကိစ္စရှိလဲဆရာမကြီးကျမနေတိုင်းနေတိုင်းကြောင်းခေါ်တယ်ဆမကြီးဆမကြီးဒီထဲမှာကြောင်းသားဥယျ180ရှိဒါပေမဲ့ ကျောင်းသားလာတာ90လောက်ပဲရှိတယ်ဆရာမကြီး။ကျောင်းပြတ်တင်များတယ်ဆရာမကြီး။အဲ့ဒါဆရာမကြီးကိုကျမလာပြီးတိုင်တာပါ။ဆိုတော့ကျမထိုးပေးတဲ့ကျမရဲ့ကျောင်းခေါ်ချိန်မှတ်တမ်းကိုဆရာမကြီးကစိတ်မဝင်စားဘူး။နော်ဖုန်းဆိုပိတ်ပြီးတော့ကစင်းပေါ်ဖုန်းဆိုပစ်ချလိုက်။ပြီးတော့ကျမကိုပြောတယ်ဆရာမကကျောင်းဆရာမအစ်စ်ကလေးမို့လို့ကျမတို့ကပြောရမှာအားနာလို့ဆရာမရဲ့တကယ်တော့ဆရာမအဲ့ဒီကျောင်းသား90ရာအကုန်မှာပဲ။ကျောင်းသား180ဟောဒီထဲမှာစည်ရင်းရှိတယ်ဆိုတာ ကျမကညာပြီးပြထားတာဆရာမအဲ့ဒီထဲကိုဆရာမလှမ်းကြည့်လိုက်နော်သူငယ်တန်းစင်းထဲမှာရှိတဲ့ကလေးတွေအပြင်းမှာကလေး9ယောက်လောက်တော့ရနေတယ်ဒါပေမဲ့ကျမသူငယ်တန်းเนี่ยမထုတ်ဘူးဘာဖြစ်လို့လဲဟာဒီเจ้าကကွာเจ้าသားဥစီ90လောက်ပဲရှိတယ်100တောင်မကျော်ဘူးဟိုဘက်ရွာနဲ့ပေါင်းလိုက်ကျမရွာဆက်ရှင်เจ้าလေးဆက်ရှင်ပြောက်သွားမှာစိုးလို့အဲ့တော့180เจ้าစအပ်ခရေဟောဒီရွာတွေကလူတွေကိုကျမကမထုတ်ဖွဲနဲ့ထားတာ180 ပညာရေးမှူးကြီးလာပြီဆိုရင်ကျမကကျောင်းသား180ဟောဒီမဲ့ကျောင်းလာပါတယ်ပြလိုက်ပညာရေးမှူးကြီးကလက်ညှိုးလက်မှတ်ထိုးပြီးပြန်သွားလိုက်ဒီလိုနဲ့ကျမဒီကျောင်းလေးကိုမြဲအောင်ထိန်းခဲ့ရတာဆရာမရဲ့အဲ့တော့ကျမကလည်းဗာတတ်နိုင်မှာ register စာအုပ်ကိုပိုက်ပြီးတော့ကျမလည်းလေထဲကနေကျောင်းပြန်လာခဲ့နော်အဲ့ဒီနေ့ကစပြီးပညာရေးဌာနကိုကျမလည်းလိန်ခဲ့ပါတယ်နော်ကျောင်းဆရာမဖြစ်ပြီးနှစ်ပတ်မြောက်နေ့ကစပြီးကျမလိန်ခဲ့တယ်ကျမလည်းကျောင်းသား180အလုံးကို attendance ပြ ကျောင်းသားတွေလာပါတယ်ဘာဖြစ်လို့လဲဟုတ်တယ်လေသူတို့ရွာလေးမူလာတန်းကျောင်းချပေးပြီးကမှကျောင်းသားတရားမပြည့်ရင်အဲ့ဒီခစ်တရားကျောင်းသားတရားမပြည့်ရင်ဆက်ရှင်တွေပေါင်းလာရွာတွေမှာနော်အင်မတန်ခေါင်းနဲ့ရွာလေးတွေဆိုတချို့ဆိုလို့ရှိရင်ဆက်ရှင်ရပြီးသားတောင်ပြောက်ကုန်ကြဒါတော့ကျမကအဲ့ဒီလိုကျောင်းသားတွေကိုအဲ့ဒီနေရာစပြီးကျမက register လက်မခေါ်တော့ဘူးအားတဲ့နေအားတဲ့နေတွေမှာကျမကကျမပုံမှန်လေးတွေပြပြီးကျောင်းသားတွေနေတိုင်းအလာပေးရတာနော် ထားတော့ကျမဒီရွာចောင်းလေးမှာလုတ်ခဲ့တဲ့မြကလပ်ပတ်လုံးမှာကျမမေ့မရနိုင်တဲ့တပည့်လေးတွေအကြောင်းကိုကျမကပြောချင်တာဒီကိရိအာစရိယပူဇော်ပွဲဆိုတော့ဆရာဆရာမများကိုကျမကဂုံပြုချင်တာပါနော်ကျမအဲ့ဒီဆရာမလုတ်ခဲ့စဉ်ကလပ်အဲ့ဒီရွာလေးမှာလုတ်ခဲ့တဲ့ကကျမချစ်လို့မရခဲ့တဲ့တပည့်လေးတယောက်ရှိခဲ့ဘူးလေဟာဒေါခင်ခင်သူ့ရဲ့ဆရာဆရာမတို့မြည်ဒီမှာကို့အတန်းနဲ့ကလေးတွေကိုသာသမီနဲ့မချချစ်ရမယ်ဆိုတာ ဆက်ဆက်မစိတ်သက်မရှိလိုက်တာလို့ကျမကိုအောင်းမေးကောင်အောင်းမေးပါလိမ့်မယ်။ဒါပေမဲ့ချစ်မရတာမရတာပဲရှင်။ तू ကချစ်စရာလည်းမကောင်းဘူးနော်။သူ့ကိုလှမ်းကြည့်လိုက်ရင်အမြဲတမ်းနော်ညစ်ပေတူးလား။ဆောဆောကကျမရွတ်ပြတဲ့မဲတူဆိုတဲ့ကလေးပေါ့။အမြဲတမ်းသူ့ကြည့်လိုက်ရင်နော်မဲတူးလား။ဒါကြောင့်သူ့ကိုမဲတူးခေါ်တာထင်ပါရဲ့။သူ့လက်တစ်ဖက်ကအမြဲတမ်းခေါင်းထဲမှာဟော့လိုစိုက်ထားတာ။ဘာဖြစ်လို့လဲခေါင်းထဲမှာအနာတွေကအများကြီးပဲ။အဲ့ဒီအနာတွေကသူ၁၂ရာတိကုတ်နေရနော်။ ူခေါင်းပေါ်မှာအမြဲတမ်းရင်ခေါင်းတွေကဝဲနေမဲတူမလို့ကျမကိုစာလာပြပြီဆိုလို့ရှိရင်ရင်ခေါင်းတန်ကအရင်စကြာကျမခေါင်းငုံပြီးစာစစ်နေရင်ခေါင်းတန်တဝီဝီကြာရင်ဒါငါအနမဲတူရောက်နေပြီကျမကတိလိုက်အဲ့ဒီရင်ခေါင်းတွေကသူ့ခေါင်းပေါ်အုံလိုက်ကျမကိုပေါ်လာအုံလိုက်သူ့ခေါင်းပေါ်အုံလိုက်ကျမနှစ်ဖူးပေါ်အုံလိုက်ကျမကရင်တလောင်းလောင်းနဲ့စာသင်းလာခဲ့တဲ့ဆရာမเนาะရင်ကဟောက်လို့နေတာကျမတို့ဆရာတော်ပဲနားလည်မယ်ဒါတော့သူ့ရဲ့မျက်နှာကမျက်စုပ်ချွန်းချွန်း မျက်လုံးကမှေးပြီးတော့နော်မျက်လုံးကမှေးပြီးဆွေးနေမျက်လုံးကနှာခေါင်းကလည်းကာကာဗစက်ကြီးရဆိုတာပြဲနေရီလိုက်ရင်နရွက်တောင်တက်ချိန်တက်နော်ဗစက်ပြဲကြီးနဲ့ရုပ်ဆိုးလို့လာဒီကလေးကကျမကမချစ်တာမဟုတ်ပါဘူးရှင်သူ့ရဲ့ဝစားစီမှုလည်းကြည့်ဦးဘယ်တော့မှအဖြူစိမ့်မှုအဖြူစိမ့်ဆိုတာကြောင်းဝစ်ဆုံးလို့ကျမတပည့်လေးတွေမသိရှာကြဘူးအဲ့ဒီရွာမှာလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်က1988ခုနှစ်က ဒီကလေးတွေကအပြုနဲ့အစိမ့်ဆိုတာကြောင်းဝတ်စုံဆိုတာမသိတဲ့ကလေးတွေမဲတူကအမြဲတမ်းပဲအိယာတွေကလည်းလူလဲပြီးထလာဘယ်တော့မှအိမ်ကြီးလဲလာတယ်လို့မရှိဘူးနောက်ကအိမ်ကြီးရတွန့်လိမ့်နော်တွန့်လိမ့်လို့ပစိုးရလည်းသူ့အဖေပစိုးလာသူ့ဦးလေးပစိုးလာတော့မဟုတ်ဘူးသူပစိုးမဟုတ်တာတေချာတယ်လူကြီးပစိုးကြီးနော်ဘလောက်တောင်ကမြင့်ထလဲဆိုတော့ပစိုးရတထောင်လောက်ပြဲလာအဲ့ဒီအပြဲကြီးကိုထိတ်ကထုံပြီးကပုံစာကြီးလှုပ်ပြီးဝတ်ထားအိမ်ကြီးကလည်းဟာပြဲအိမ်ကြီး တစ်ထည်လုံးမှာကျဲသီးကတစ်လုံးပဲရှိအဲ့ဒီကျဲသီးနဲ့တဲ့တဲ့ကျဲသီးပေါက်ဝင်းပေါက်ကြီးရဲ့ကျဲတယ်တော့ကျဲသီးကထိုးလို့မရဒါပေမဲ့အဲ့ဒီဝင်းပေါက်ရဲ့အောက်ကကျဲသီးခွန်းကြတော့အကောင်းပဂရိတိုင်းတယ်ဒါပေမဲ့အောက်ကကျဲသီးခွန်းနဲ့တဲ့တဲ့မှာလည်းကျဲသီးကမရှိပြန်ဒီတော့မဲတူကညံကောင်းပါတယ်ဘယ်လိုထိုးထားလဲအပေါ်ကကျဲသီးနဲ့အောက်ကဝင်းပေါက်နဲ့လှမ်းထိုးထားနော်သူ့ကိုလှမ်းကြည့်လိုက်ကျမကိုတော့ကျမတောင်ခေါင်းဆောင်ညံအမြဲတမ်းပဲသူကအမြဲတမ်းစောင်းဆွေနေသူ့ရဲ့အင်ကြီးကဒီတစ်ထည်တည်းရှိတာနော်ထားတော့ ဒီလိုဆင်းရဲလို့ကျွန်မကမချစ်တယ်လားမဟုတ်ဘူးဆင်းရဲလို့သာမချစ်ကြီးနော်အကြီးတန်လို့သာအယုတ်ဆိုးလို့သာမချစ်ကြီးဆိုရင်ကျွန်မအဲ့ဒီအကြောင်းကခလေးတွေကိုကျွန်မတရားဟောမှာချစ်စရာအကြောင်းမရှိအလုံးဆင်းရဲတယ်အလုံးညစ်ပါပေတူးနေတာကျွန်မသူ့ကိုမချစ်တာကကျွန်မကိုမခန့်လေးစားလုပ်တယ်လို့ကျွန်မကထင်လို့အဲ့ဒီတော့ကကျွန်မအသက်20ကျော်အစိတ်အဲ့ဒီခစ်က3နာ4နာဆိုတာရွာတွေမှာအပြိုပေါက်လူပြိုပေါက်တွေဖြစ်နေတယ် ျမတို့လှမ်းကြည့်လိုက်လို့ရှိရင်တို့အရက်မောင်ကြီးတွေနဲ့အသက်တာကွာချင်းကွာမယ်အရက်မောင်ကြီးတွေကြည့်လိုက်လို့ရှိရင်ကျမတို့ ਨੇ ရွေးတူးလို့နော်အဲ့တော့သူကကျမကိုမလေးမဆလှုပ်တယ်လို့ကျမကခံယူတယ်စာချက်ခိုင်းတယ်ဘယ်တော့မှမချက်ဘူးအရိုက်ခံတယ်တင်ချာတွက်ခိုင်းတယ်ဘယ်တော့မှမပြနိုင်ဘူးကျမရိုက်တာကိုခံတယ်ရိုက်ချင်ရိုက်လေကျုပ်ကတော့မလုပ်ဘူးဗျာဆိုတဲ့ပုံနဲ့ကျမကလေဥရရာလွန်းလွန်းနော်သူကျမကိုတက်တက်ကန့်ကန့်တိုက်နေတာလို့ကျမဒီလိုပဲခံယူအစိုးဆုံးကတော့ဘာလဲဆိုတော့အเจ้าကိုမှန်မှန်မလာတာ မနက်9:00ခွေကျမကတန်ချောင်းခောက်တယ်ခောက်ပြီဆိုလို့ရှိရင်ကျမတပည့်လေးတွေနဲ့ဟောဒီလိုကြောင်းရှိမှာနော်အဲ့ဒီကြောင်းရှိမှာအာလုံးကိုအတန်းလိုက်တန်းစီပြီးအလန်တိုင်းကိုနော်အာလုံးတန်းစီဆမ်ဒီစီပြီးလို့ရှိရင်ဒီကလေးတွေကအလန်တော်ကိုအလေးပြုတယ်ကျမတို့နိုင်ငံတော်သချင်းကိုဆိုတယ်ပြီးရင်တန်းစီပြီးဝင်ပြီးကျမကကြောင်းလေးတွေရောက်ပြီးဆိုလို့ရှိရင်သူတို့ကိုဖျားရှစ်ခိုးတွေတင်ပေးတယ်ကျမကတန်ဖို့တွေဂါထာလေးတွေနော်ဒီ မင်္ဂလာတုံနဲ့မေတ္တာတုံကျွန်မတင်ပေးပြတယ်ပေါ့နော်ကလေးတွေကိုအဲ့ဒီလိုတင်ပေးပြီးကျွန်မကစတင်ပြီးကျွန်မစတင်လို့တဝက်ကျိုးမှမဲတူကចောင်းပတ်ကိုရောက်လာတယ်။နာယီကိုကြည့်လိုက်အမြဲတမ်းဆယ်နာယီဝင်းကျင် မဲတူကရောက်လာပြီးကျမကိုလက်ထောင်နေရှင့်နော်လက်ထောင်နေလက်ထောင်ရင်ကျမကလည်းခေါင်းငိမ့်ပြလိုက်မဲတူကဝင်းလာပြီးကျမရှေ့မှာလက်ဝါးဖြတ်နေသူလက်ဝါးဖြတ်တော့ကျမကပေဒါနဲ့ဗျမ်းဆိုတစ်ချက်ရိုက်လိုက်တယ်မဲတူကသူ့တာဝန်ကျေသွားပြီးကြောက်နောက်ကြတဲ့အတွက်ဆီယာမကငါ့ကိုတစ်ချက်ရိုက်ပြီးငါတာဝန်ကျေပြီးဆိုတဲ့ပုံနဲ့သူကအတားထဲမှာသွားထိုင်ကျမကလည်းဘာဖြစ်လို့မှမသိရောင်းရောင်းပြီးတော့မဲတူ ဆယ်နာရီလာလို့လက်ဝါးဖြန့်ရင်ကျမရိုက်လိုက်တယ်။ तू ကသူ့တန်းကိုသွားထိုက်တယ်။တခါတလေကျမစာပြနေရင်လည်းမျောတော့မျောပြီးသေးဆယ်နာရီတောင်ထိုးတော့မယ်မလာသေးပါလားပေါ့နော်။တနေ့အမှုမဟုတ်တော့ကျမကလည်းမခံချင်းဖြစ်လာနော်။မခံချင်းဖြစ်လာတယ်။ဘာဖြစ်လို့များငါဒီကလေးဆယ်နာရီထိုးမှလာတာကိုတစ်ချက်တစ်ချက်ရိုက်ပြီးလက်ခံနေရတယ်။ကဲသူ့အိမ်ကိုလိုက်ပြီးငါစုံစမ်းမယ်ဆိုပြီးကျမတမနဲ့တော့နော်။သွားပြီးစုံစမ်းတယ်။သူ့အမေနဲ့ကျမပတ်ပင်တွေ့ ူ့အမေနဲ့တွေ့တော့ကျမကတိုင်နာပေါ့ရှင်အတော်ရဲ့ခလေးကိုကြောင်းဆော့ဆော့လွတ်လိုက်ပါဘယ်တော့မှဆိုကြောင်းနောက်ကြတာလေးတန်းအတော်ရဲ့ကြောင်းကစားတိတ်အရေးကြီးပါတယ်ဒီနေ့ကနော်ထဲ့ပါအတော်ရဲ့သူ့အမေကကျမကိုဘာမှပြန်မပြောဘဲနဲ့မျက်နှာထိမျက်နှာထားနဲ့ခါးကြီးထောက်ပြီးရန်ထောက်တာဘလို့ရန်ထောက်လဲအလိုတော်ဆီယမကမြဗျောင်းမြန်ကျုပ်သားလေးကိုလားတိုက်ရတဲ့ရှိပြီကျုပ်ကဆီယမရှိလိုက်လာမလို့မအားသေးလို့တော့ တရက်တော့လိုက်လာခဲ့ဦးမယ်လို့ကျုပ်ကချိန်ထားတာရင်ကျမကဘာဖြစ်လို့လဲတော့အိုးရရဲ့ဆက်ဆက်တော့ဆရာမမလို့ကျုပ်သားလေးကိုမနဲ့မိုးမနေသေးဘူးမဲတူထမင်းချမ်းတောင်မစားနိုင်ဘူးမျက်နာတောင်မသိနိုင်ဘူးဆရာမကကျုပ်ကိုတန်ရှင်းရေလုတ်ခိုင်းထားလို့ဆရာမကတစ်ပင်ခြိုင်ခိုင်းထားလို့ဆရာမကစီးကာခိုင်းထားလို့ဆရာမကမြောင်းဖော်ခိုင်းထားလို့ ਨੇ ကျုပ်သားလေးမနဲ့မလင်းသေးဘူးထထသွားတာတော်တော်ရက်ဆက်တဲ့ဆရာမပဲကျုပ်ကလက်ရန်ထောင်လို့ကျုပ်သားလေးကဆင်းရဲလို့လားဆရာမကျုပ်သားလေးကိုဖိခိုင်းနေတာ အိုးအတော်ကျမဘာတစ်ခုမှမခိုင်းရပါဘူးတော်ရဲ့အခုလာတာလဲအတော်သားကဘယ်တော့မှကြောင်းကို6နာရီမပြောနဲ့10နာရီထိုးမှလာတယ်အမြဲတမ်းကြောင်းနောက်ကြတယ်ဒါကြောင့်မလို့ကျမကလိုက်လာတာအတော်ကြောင်းမှမှလှုပ်ဖို့ကျမကလာပြောတာပါဆိုတော့အဲ့ဒီကျမသူ့မေကသဘောပေါက်တယ်အိုးဟုတ်လားကျုပ်ကဆရာမထင်လွဲနေတာသူမနဲ့မနဲ့ကိုအစောကြီးထတော်တာထမင်းတောင်မစားဘူးဆရာမကခိုင်းထားလို့ခိုင်းထားလို့နဲ့သွားတာဆရာမ6နာရီလောက်ခရေရဲ့ ကျမကြောင်းကိုတော့ဆယ်နှစ်လောက်မှရောက်လာတဲ့အတုံးအော်ဒါဆိုလို့ရှင်ကျုပ်သိပြီဆရာမဒီကောင်ကြောင်းလစ်ပြီသူ့အမေကတော့ကျမလုံးမဟုတ်ဘူးကျင်းဆဲပြီးကြံရစ်ခဲ့နော်မตาလေးလာစမ်းကြောင်းသိမယ်ပါညာနဲ့ကျမကသူ့အိမ်ကနေပြီးကြောင်းကိုပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာကျမကစဉ်းစားရပါပြီကြောင်းသားလေးတရနော်သူ့အိမ်ကမနေ့6နာရီထထသွားပြီးတော့ဆယ်နာရီမှကြောင်းကိုရောက်လာတဲ့ဒီကလေးပေပြောက်နေတယ်လေဆိုတာကျမကြောင်းဆရာမပြီးပြီးရင်ထဲကိုရောက်လာခဲ့ အဲ့ဒီနေ့ကခတိုင်းလိုပါမယ်မဲတူကကျမကိုလက်ညိုးလာထောင်းတယ်ကျမကခေါင်းငိမ့်ပြလိုက်တယ်။ तू ကကျမရှေ့မှာလဝလာဖြတ်တယ်။အဲ့ဒီနေ့ကကျမမဲတူကိုမရိုက်ဘူးရှင့်။မရိုက်ဖက်နဲ့အကြာကြီးကျမသူ့ကိုပြစ်ထား။ तू ကလည်းကြောင်းနေတာပေါ့။ကျွန်ကျမကခတိုင်းဆိုရင်ဆီမန်ငါ့ကိုလို့ပေးတာနဲ့တစ်ချက်တစ်ချက်ရိုက်လိုက်ပါလေ။ဘယ်နဲ့ကြောင့်ဒီကနေ့မရိုက်တာပါလဲ။ကျမကလည်းအဲ့ဒီလိုမှန်သိအောင်လို့ကိုမရိုက်ဖက်နဲ့တခြားစာတွေကိုပဲတင်းနေပြီးသူ့ကိုလှည့်မကြည့်ဘူးနော်။ကျမကခလေးနဲ့ပြိုင်ပြီးစိတ်ကောက်နေတာပေါ့။ခဏတော်တော်ကြီးကြာတော့မှမေးတယ်မဲတူ မင်းအိမ်ကိုမနေ့ကဆ ्याम ရောက်ခဲ့တယ်မင်းအမေကပြောတယ်မင်းမနေ့မလင်းသေးဘူးသမီးညာတော့မစားဘူးမျက်နှာတော့မသိဘူးကြောင်းကိုထထသွားတယ်ပြောတယ်ပြီးတော့မင်းကိုငါကတစ်ပင်ခြိုင်ခိုင်းလို့ဆိုငါကမင်းကိုစီးကာခိုင်းလို့ဆိုမင်းကိုမြောင်းတူးခိုင်းလို့အစိုးရသွားတာလို့မင်းအမေကိုပြောတယ်ဆိုမင်းရောက်လာတော့ကြောင်းကို10နိုင်ထိုးမှရောက်လာမင်းမမှန်ပြောစမ်းကြောင်းကိုကြောင်းတက်တဲ့အချိန်မရောက်ဖဲနဲ့ဂျားကာလာတွေမှာမင်းဘယ်ကိုသွားနေတယ်လဲပြော မဲတူကအံ့ဩသွားတယ်ကျမသူ့အိမ်ကိုလိုက်လာလိုက်မယ် तू မထင်ဘူးကျမဓာတွေကိုစုံစမ်းသိရှိသွားတော့ဒီကလေးကအံ့ဩသွားမဖြေဘူးရှင်ခါတိုင်းလိုပါပဲကျမကိုမခံလေးစားလှုပ်ဘူးနော်ပေကက်ကရိုက်ချင်ရိုက်လေဆိုတော့ပုံနဲ့ရှင် तू ကလှုပ်ပြန်တယ်ဒီတော့ကျမကစိတ်တွေတူသွားတိုးသွားပြီးခါတိုင်းကျမကပေနာနဲ့ရိုက်နေတဲ့ဆီယာမကဒီဒီခါတော့စာချတဲ့ကြိမ်လုံးကြီးကိုကောက်ကင်လိုက်နော်ကောက်ကင်နေပြီကဲလက်ဝါးဖြန့်စမ်းမင်း ဖြတ်နေမတူပါနဲ့နော်ဖြတ်တော့ကျမကအဲ့ဒီစာချတဲ့ကြိမ်လုံးကြီးနဲ့သူ့ကိုနာစေတော့ဆိုတဲ့စိတ်နဲ့ကိုကျမကချလိုက်တာလေဗျာငယ်နဲ့ချလိုက်တော့အမလီမဲတူနာသွားပြီနော်လက်ကိုခါပြီးတော့ကျမနောက်တစ်ချက်ရိုက်လိုက်မှဆိုလို့သူ့နောက်ကျောမှာလက်ကလေးကိုကွယ်ပြီးဖွက်ထားတာကဲမင်းဒီတခါတော့နာသွားပြီမဟုတ်လားကဲပြောစမ်းမှတ်မှန်ဖြေမင်းပဲသွားနာအဲ့ဒီကြတော့ဖြေတယ်ရှင်းနည်းနည်းလေးနာသွားတော့ကျွန်တော်မနဲ့မနဲ့ လေထဲကိုလိုက်ပြီးတော့ဘဲဥကောက်နေတာပါဆရာမ။အိုးမင်းဘဲဥကောက်တယ်ဟုတ်လား။မင်းအလုပ်လား။မင်းကចောင်းသားအလုပ်။မင်းအိမ်ကလည်းမသိဘူး။မင်းဘဲဥတွေကောက်တယ်ကောက်ပြီးလို့ရှင်မင်းဘုရားကိုသွားရောက်မယ်။ရလာတဲ့ပတ်စံနဲ့မင်းတာပေါင်းမောတက်ပြီးဖဲရိုက်မယ်။ဟုတ်တယ်မို့လားမဲတူ။ကျမကပြောရဲမဲတူအောင်မဖြစ်ဘူးကျမကတန်တန်ပြီးဆွဆွဲနာနော်ဆီယမပီပီရှိရနေပလိတ်လိုပဲတခါတည်းစစ်တာပေါ့စစ်တာပေါ့ပေါ့ ။ "तू ကမဖြေတော့ကဲ။မင်းမဖြေဘူးလားဟုတ်လား။ကဲမင်းထပ်ပြီးလဝါဖြတ်။ငါထပ်ရိုက်မယ်ဆိုကျမကကျိန်လုံးကြီးနဲ့တအားလွှဲတဲ့ပြီးရိုက်မယ်လို့။အဲ့ဒီကြမှာမဲတူကမျက်ရည်တွေဝဲလာ။မျက်ရည်တွေဝဲလာပြီးတော့ကျမကိုအဲ့ဒီကြမှာအဖြေပေးတယ်။ကျွန်တော်မနဲ့မနဲ့ဘဲဦးလိုက်ကောက်နေတာ။ဘူရာကိုသွားရောက်မှုမဟုတ်ပါဘူးဆက်မ။ဘုရားမှာပြောင်းပြီးရလာတဲ့ပတ်စံနဲ့တာပေါင်းပေါ်တက်ပြီးကျွန်တော်ဖဲလဲမရိုက်ဘူးပါဘွာအဲ့ဒီဘဲဥတွေကဆ iam မမြို့ကိုပြန်ရင်ပေးလိုက်ချင်လို့ပါ ကျမသူ့ကိုအာကုန်လွှဲရိုက်မလို့နော်ပြင်ထားတဲ့ကျမလက်ထဲကကျိန်လုံးကလွတ်ကျသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘဲဦးတွေကကို့ပေးမလို့လို့ပြောတာဟုတ်လားနော်အဲ့တော့ကျမကရိုက်မဲ့လက်ကပြုတ်ကျသွားတယ်။အော်ဒီကလေးကငါ့ရဲ့ဒုတ်ချက်တစ်ချက်တစ်ချက်ရိုက်ခံပြီးတော့ငါ့အတွက်ဘဲဦးတွေစုနေတယ်ဆိုပါလား။ကျမကတနင်္လာနေ့ကိုမန္တလေးကနေပြီးရထားကြီးစီးပြီးသွားတယ် တပတ်လုံးအဲ့ဒီရွာမှာပဲကျမနေရနေတိုင်းနေတိုင်းကျမမနဲ့နှစ်နာရီညနှစ်နာရီကျမလမ်းလျှောက်ပြီးပြန်လို့မဖြစ်ဘူးယထာကြီးကလည်းစီရအောင်မယ်အဲ့တော့ကျမရွာမှာပဲနေလိုက်တပတ်လုံးရွာမှာနေပြီးရင်တောက်ကြနေဆိုရင်ကြောင်း၃နာရီဆင်းပြီးညနေယထာနဲ့ကျမမန္တလေးကိုပြန်နေကျမမိဘစီကိုကျမစနေတနေ့တွေနှစ်ရက်နေခွင့်ရတာပေါ့တောက်ကြနေကျမပြန်ပြီးဆိုရင်ကျမတပည့်လေးတွေကလက်ဆောင်တွေပေးကြတယ်တော်သူတောင်သားကျဲလက်နေကလေးတွေရှိရကျမရတဲ့လက်ဆောင်ကနော်ဒီ တတိတခင်းနေရာထွက်တယ်ဟင်းဒီဟင်းရွက်ပဲပေါ့ဘူးဒီတွေပဲဒီတွေချင်မောင်ရွက်တွေခရမ်းဒီတွေအဲ့ဒီထဲမှာမှတခါတလေမြဘူးဒီတွေ၄၅ယောက်လောက်ကပြုံပေးလိုက်ရင်ချင်မောင်မှထိုင်းတောင်ငူဝဘာဖြစ်လို့လဲတပည့်လေးတွေကပေးထားတဲ့ဘူးဒီထားလည်းမပြည့်ရခဲ့ဘူးထားပြည့်ခဲ့ရင်လည်းချင်မောင်ကိုကဲ့ရီမှာရွာရကအမလီဒီဆရာမဘူးဒီမလို့မယူတာပါတော့ညီဆန်းအိတ်ပေးကြည့်ပါလားရွက်ပြန်မက်ဆရာမပါအမလီချင်မတို့ကချင်မကတော့ဒီလိုတွေအကဲကြီးခံရတယ်ပဲချင်မတိတယ် ထားတော့အဲ့တော့ကျမကဘဲဟိုဘူးသီးတွေကိုမထားရစ်ခဲ့ရဲဘူးဒီတော့ဘူးသီးကိုပါအောင်ရွတ်တော့ဟောဒီနော်ဟောဒီလက်မောင်းမှာတလုံးဒီလက်မောင်းမှာတလုံးချင်းထဲမှာတလုံးခေါင်းပေါ်မှာတလုံးကျမရွတ်ပြီးရွတ်ပြီးတော့နှစ်နာရီလောက်ရွတ်ပြီးဘူဒါကိုသွားယထာဘောကျဘူးသီးတွေပစ်ချပြီးချင်းပစ်လက်ပစ်ကြအဲ့ဒီလူကိုကျမတို့မှာတည်ရတာအဲ့ဒီလူကျမတောက်ကြပြန်တိုင်းပြန်တိုင်းလက်ဆောင်ပေးတဲ့ထဲမှာမဲတူမပါပေးလည်းမပေးနိုင်ရှာလေပိုင်းမရှိဘူးမေးပိုင်းမရှိဘူး ဒီတော့အများနေသူဒီကလေးကကျမကိုပေးကျင်တော့သူကဘဲဥတွေကိုမနဲ့မနဲ့စောကြီးထောက်ောက်တယ်အဲ့ဒီလေထဲမှာပါနော်ဒီစဘာကင်းနေတဲ့ထဲမှာလေစားချောင်းလေးတွေရှိအဲ့ဒီချောင်းလေးတွေထဲမှာဘဲမွေးတဲ့လူတွေအများကြီးပဲဘဲအငှားကြောက်တဲ့လူတွေရှိအဲ့ဒီဘဲအငှားကြောက်တဲ့ဘဲကြောင်သားမမြင်မဲနဲ့ကြံသွားတဲ့ဘဲဥတွေကိုအဲ့ဒီလေထဲတွေကိုလိုက်ောက်ရင်တစ်နေ့ကိုအလုံးအစိတ်30အตาလေးတွေရဘဲတွေကအများကြီးပဲမွေးကြတာလေထဲမှာဒါတော့ဒီကလေးကနော်မဲတူက ဲ့ဒီလိုဘဲဥတွေကိုလိုက်ကောက်ပြီးတော့ तू ကစုထားရှာဒါပေမဲ့ तू เจ้าနောက်ကြတိုင်းကြတိုင်းကျမရှေ့ကိုသူ့လက်ဖွားလေးထိုးပြီးအော်ကျမကကျမရဲ့ဒုတ်ချက်တစ်ချက်တစ်ချက်ရိုက်ခံပြီးဒီကလေးကကျမတွေဘဲဥစုနေတာပါလားကျမကသူ့ကိုမချစ်ဘူး तू ကကျမကိုချစ်တယ် तू ဆရာမကိုဒီကလေးကချစ်တဲ့ရှင်ကျမလေးအဲ့ဒီမဲတူရဲ့အဖေကိုကြားလိုက်တဲ့နောက်မှာကျမရဲ့เจ้าဆရာမဝိညာဉ်ဟာနိုးသွားခဲ့ပါဆရာဆရာမလို့မြည်ဒီမှာ ဆရာဆရာမဝိညာဉ်မနိုးသမျှဆရာဆရာမမမိပါဘူးဘယ်လိုဝိညာဉ်လဲဆိုတာကျောင်းဆရာဆရာမမြတ်မှခံစားနိုင်တဲ့ဝိညာဉ်ဖြစ်ပါတယ်ခံစားမှုဖြစ်ပါတယ်နော်ကျမရဲ့ကျောင်းဆရာမဝိညာဉ်နိုးသွားခဲ့ပြီကြည်စမ်းငါကသာသူ့ပေါ်မှာတစ်ချိန်လုံးဒီလိုစိတ်ထားနာငါပေါ်မှာသူချစ်ရှာတယ်စေတနာထားရှာတယ်ငါကလေးလောက်တော့မှစိတ်ထားမမိမြတ်ပါလားကျမကိုကျမဆုံးမပြစ် ဲ့ဒီနေ့ကစပြီးတော့ကျမကမဲတူပေါ်မှာကျမရင်ထဲကမေတ္တာတွေပြောင်းမြန်လန်သွားတစ်ချိန်လုံးကျမကိုမခံလေးစားလုပ်နေတယ်လို့ထင်လို့ကျမချစ်လို့မရခဲ့တဲ့မဲတူကိုကျမကချစ်သွားခဲ့တယ်နော်ချစ်သွားခဲ့တယ်ကျမတပည့်လေးပေါ်မှာကျမရဲ့မေတ္တာစီစဉ်သွားတာနဲ့အမြကျမရဲ့နောက်မေတ္တာရဲ့နောက်ကစေတနာတွေပါပါလာခဲ့တစ်ချိန်လုံးကျမပြစ်ထားခဲ့မိတဲ့မဲတူကိုကျမကစားရတတ်အောင်သင်ပေးခဲ့မိပြီ။ နော်မြန်မာစာတွေလက်ကျမတပည့်တွေကိုဂယုဒစိုက်သင်ပေးတယ်။သင်ချာတွေသင်ပေးတယ်။အင်္ဂလိပ်စာတွေသင်ပေးတယ်။ပထဝီသမိုင်းတွေကိုလည်းကျမတပည့်တွေကိုရအောင်သင်ပေးတာပေါ့။မဲတူကဘယ်မှာစာညံ့လို့လဲရှင်။ကျမကပြစ်ထားလို့သာဒီကလေးစာမတတ်ရှာတာ။ဆရာဆရာမကစေရနာမြစ်တာထားလိုက်တာနဲ့တပြိုင်တည်းကျောင်းသားလေးတွေဟာစတတ်သွားတယ်။ ဒီမေတ္တာရဲ့အစွမ်းပကားကိုကျွန်မကပြောချင်တာနော်ဒါကြောင့်မလို့ဆရာဆံမတွေဆိုတာဝိညာဉ်နိုးပြီးစေနာမေတ္တာပါလို့ရှိရင်တပည့်တွေညံ့စရာအကြောင်းမရှိဘူးကျွန်မကိုတွေ့ပါနော်တစ်ချိန်လုံးစာညံ့လို့ကျွန်မရိုက်ခဲ့တဲ့မဲတူဟာကျွန်မမေတ္တာစေနာရလိုက်တာနဲ့တပြိုင်တည်းသူဟာစာတော်တဲ့ကလေးဖြစ်လာခဲ့မဲတူဟာပေးတဲ့သင်ခန်းစာကျွန်မအခုချိန်ထိပေါ့နော်လူတယောက်ပုံမကောင်းမြင်မဲ့ကျန်တိုင်းအိုးငါကသာဒီလိုမြင်နေတာပါ तू ကငါ့ပေါ်ဒီလိုဟုတ်မှာမဟုတ်ပါဘူးလေလို့ကျွန်မအမြဲတမ်းတွေးတတ် ဒါကြောင့်ကျမတပည့်လေးဘူးကျမကဂျေဇုတင်